ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဇရောပကြသေးကြပါတေဆပ်ပြီးစီးသွားခဲ့တယ်အနောက်ရကိုခီးသွားတဲ့မှတ်တမ်းမှာတော့ဖြင့်ဆရာတော်ဝူခုံပါကျဲစာအုပ်ကျုံတို့တတိုက်ဟာကျန်းစာတော်တွေကိုပြိပြီးတော့ပြန်လာခဲ့ပြီပဲဖြစ်ပါလေဇရောအသွားရှိရပြန်ရှိရမယ်ဆိုသလိုပဲအနောက်ရကိုခီးသွားပြီးတော့ပြန်လာခဲ့တဲ့မှတ်တမ်းကိုတော့တေဆပ်ပြီးသွားမှာဖြစ်ပါလေခင်ဗျာဒါတော့ channel ကို subscribe လုပ်ဘေးနားကောင်းလို့နှိပ်ပြီးရောဇုံခုံတို့ရဲ့ဗျံခီးကိုစတင်လိုက်ကြအောင်ပါ ဒီပိုင်းဆာမာတော့ဇုံခုံးဟာဇာရောထန်ဆန်းနဲ့စိတ်ကောက်ပြီးတော့သူ့ရဲ့မြောက်တိုင်းပြည်ကိုပြန်လာခဲ့ပါတယ်။စာအုပ်ချင်းကလည်းဇာရောရဲ့ခီးဆောင်ပစ္စည်းကိုပြန်လာယူင်းနဲ့ဟေဝုံမြိုင်တော့ကိုရောက်လာခဲ့ပါတယ်။ဝုခုံးကတော့ဇာရောမခွန်ရင်လည်းနေသူ့ဟာသူ့အနောက်ဘက်ကိုခီးသွားပြီးတော့ဂျန်စာပေးမယ်။ပေးလာတဲ့ဂျန်စာတွေကိုထန်ပင်ကိုလက်ဆောင်သွားပေးမယ်လို့ပြောခဲ့ပါတယ်။စာအုပ်ချင်းကဇာရောမပါဘဲဗုဒ္ဓဂျန်စာမပေးတဲ့အကြောင်းကိုပြောတဲ့အခါဝုခုံးကသူ့ဖန်ဆင်းထားတဲ့ဇာရောတုပါကျဲတုနဲ့စာအုပ်ချင်းတုတို့ထုတ်ပြလိုက်ပါတယ်။ ။ဝူခုံနဲ့စာအုပ်ကျင်းတို့ကသူမှန်နဲ့ငါမှန်နဲ့ညင်းကြခုံချိုင်းနဲ့ကွမ်မဲရောစီကိုရောက်လာခဲ့ကြတာပါ။ကွမ်မဲရောကလည်းဟေအိုမြိုင်မှာဘာတွေဖြစ်နေလဲလို့တစ်ချက်ပြန်ကြည့်ပါလို့ပြောလိုက်တာကြောင့်ဟေအိုမြိုင်ပန်းမာလာတောင်ရေကုံကူနန်းတော်ကိုပြန်ရောက်လာခဲ့ကြပါလိမ့်။ရေကုံကူပြန်ရောက်တဲ့အခါမှာတော့ဇုံခုံရဲ့ပလင်ပေါ်မှာဝူခုံအတုတကောင်ကမေးမှုလို့နေပါတယ်။ဇုံခုံတူနေဆရာအငင်းဘွားကတိုက်ခိုက်ကြရင်လည်းကွမ်မဲရောစီကိုတဖန်ပြန်လှည့်ပြီးတော့ရောက်ရှိလာခဲ့ကြပါလိမ့်။ဇုံခုံတို့နှကောင်ကသူတို့ငါးဆင်းနဲ့ရှင်ပြိုင်ညင်းခုံနေကြပြီးတော့ကွမ်မဲရောကို ဇုံပြတ်ပေးဖို့အကူအညီတောင်းလိုက်ကြပါလေ။ဇုံခုံအစိတ်ကလည်းကွိုင်မဲတော့ကသူ့ကိုထန်ဆန်းစရာတော့နဲ့အနောက်ဘက်ကိုကျန်းစာပေးကြဖို့ပြောခဲ့တာမှတ်မိရဲ့လားလို့ကွိုင်ဖူးစာကိုမေးလိုက်ပါလေ။ကွိုင်ဖူးစာကလည်းမှတ်မိတဲ့အကြောင်းကိုပြန်ပြောပါလေ။နောက်ထပ်ဝူခုံကလည်းလမ်းတစ်ချောင်းမှာမိစာတင်နဲ့တိုက်ခိုက်တိုင်းကွိုင်မဲတော့ကရောက်လာပြီးတော့ကူညီခဲ့တာတွေမှတ်မိသေးရဲ့လားလို့ကွိုင်မဲတော့ကိုမေးပြန်ပါလေ။ဟိုအတူကောင်တော့ဒီကိစ္စတွေဘယ်လိုလုပ်ပြီးသိနိုင်မှာလဲလို့ဘေးကဇုံခုံကိုပြောလိုက်တာပါ။ကွိုင်မဲတော့ကလည်းသူမှတ်မိတဲ့အကြောင်းရောင်ရမ်းပြီးတော့ခေါင်းညိတ်လိုက်ပါလေ။ ဝူကုန်းတကောင်လည်းသူကအစ်စ်ဘေးအကောင်အတူလို့ပြောပြီးတော့ကွယ်မယ်တော့ကသူ့ကိုသမင်၃ချောင်းပေးခဲ့တာမှတ်မိသလားလို့မေးလိုက်ပြန်ပါလေဝူကုန်းတကောင်ကလည်းသူ့ရဲ့ရွှေမွေး၃ချောင်းကိုပြလိုက်တဲ့အခါနောက်ထပ်တကောင်ကလည်းသူ့ရဲ့ရွှေမွေး၃ချောင်းကိုလိုက်ပြီးတော့ပြလိုက်ပြန်ပါလေဝူကုန်းတကောင်ကလည်းလောကိုတီချော်ပြီးတော့ဂါရာရွံ့ရင်ခေါင်းကိုက်တတ်တဲ့အကြောင်းကိုသတိပေးလိုက်ပါလေကွယ်မယ်တော့ကလည်းအဲ့မှာသတိရသွားကဂါရာကိုကောက်ရွတ်လိုက်ပါလေကွယ်ဖူးစာဂါရာကိုရွတ်လိုက်တဲ့အခါမှာနေကောင်စလုံးကလူးလိမ့်ပြီးတော့ခေါင်းတွေကိုက်သွားကြပါတော့တယ်ဇုံကုံတကောင်လည်းဂါရာသူ့ကိုသာနာစီတာဖြစ်ပြီးတော့ တခြားဝူခုံးကတော့တရုတ်ဆောင်နေတဲ့လူလိန်ကောင်းလို့ပြောလိုက်တာပါနောက်ဆုံးမှာတော့ကွိုင်းမဲတော့ကဇုံဝူခုံးအတုနဲ့အစစ်ကိုသူလည်းမခွဲနိုင်တော့ကြောင်းဝင်ခံလိုက်ပါတော့တယ်နောက်တော့မှကွိုင်းဖူးစာကအထက်နန်းတော်မှာရှိတဲ့မော်ပညာရှင်လေးစီကိုသွားပြီးတော့ဆုံးဖြတ်ကြဖို့အမိန်ပေးလိုက်ပါတယ်ဇုံကုံတကောင်လည်းဟေးမင်းလိုက်ရလားငါလိုက်ရလားသွားမယ်ဒီကောင်လာသွားမယ်သွားမယ်ဆိုပြီးတော့အငင်းပွားနေကြပြန်ပါတယ်နောက်တော့သူတို့နှကောင်သားကကောင်းကင်မုံစီပြန်တက်သွားကြပြီးတော့ဝူခုံးတယောက်ကကြောင်စိန်ဧကရေသူ့ကိုမှတ်မိလားလို့သွားပြီးတော့မေးပါတယ် တို့နှစ်ယောက်ထဲကဘသူအတုအစ်စ်လဲဆိုတာကိုဆုံးဖြတ်ပေးစီခြင်းကြောင့်ကောင်းကင်နတ်မင်းစီမှာအကူအညီတောင်းလိုက်ကြပါလေ။ဇုံခုံတကောင်တော့သူ့ကိုဒီကောင်းကင်ဘုံမှာမြင်းနှင်းရာထူးပေးခဲ့ဘူးလား။တတိယသေးလားလို့ကြောင်စိအင်္ဂရိကိုမေးလိုက်တာပါ။နောက်တကောင်ကလည်းသူကသာအစ်စ်ဖြစ်တယ်အဲ့ဒီပြောနေတဲ့ကောင်ကအတုမိစာကောင်လို့ပြန်ပြောနေပါလေ။ဇုံခုံနှစ်ကောင်ကသူ့အတုငါအစ်စ်နဲ့ကောင်းကင်ဘုံမှာနန်းရင်မြေတီတက်ပြီးတော့ရန်ဖြစ်ကာချနေကြပြန်ပါလေ။မော်ကြီးမုံနတ်မင်းကတော့ကြောင်စိအင်္ဂရိရဲ့အနာကပ်ပြီးတော့သူ့ရဲ့မော်ကြီးမုံနဲ့စမ်းကြည့်ရမလားလို့တိုးတိုးလေးကပ်ပြီးတော့ပြောလိုက်ပါလေ။ မော်ဂျေးမုံနဲ့ဆန်းတက်လိုက်မယ်ဆိုရင်ဝူခုံးအတူကိုရှာလို့တွေ့မှာဖြစ်ကြောင်းဂျေးမုံနာမင်းကပြောလိုက်တာပါတောင်စိန်အေကလေးကဂျေးမုံမှန်ကိုစောင်းယူစေပြီးတော့ဇုံကုံအတူနဲ့အစ်စ်ကိုခွဲခြားစေလိုက်ပါလေမော်ဂျေးမုံနာမင်းကဂျေးမုံယူလာပြီးတော့ဇုံကုံတို့နှစ်ယောက်ကိုဆန်းတက်ဆစ်ဆေးကြည့်တဲ့အခါမှာမော်ဂျေးမုံကအမှားမှန်မဆုံးဖြတ်နိုင်ပဲရှိနေခဲ့ပါလေကြောင်စင်းအေဂရစ်ကလည်းဇုံခုံအတုနဲ့အစ်စ်ကိုဇုံပြနိုင်ခြင်းမရှိတာကြောင့်လက်လျှော့လိုက်ရပါလေဇုံခုံကဆရာတော်နဲ့ပါတဲရှိရာကိုရောက်သွားတဲ့အခ ပါကျဲကဝူခုံးကိုဝမ်းသာအားရစည်းဂျိုလိုက်ပါတယ်။ဆရာတော်ကရောက်လာတဲ့အခါဆုံးဝူခုံးကိုဘာကြောင့်ပြန်လာရသလဲလို့မေးကမြတ်ဆောင်ကြီးထိုးလိုက်ပါတယ်။ဝူခုံးကိုဆရာတော်ကသူ့ကိုရိုက်အောင်မလို့ပြန်လာတာလားလို့မေးလိုက်တာပါ။ပါကျဲကလည်းသူတို့နှစ်ယောက်ကြားမှာဝင်ရောက်ပြီးတော့ဖြေရှင်းညှိနှိုင်းပေးနေပါတယ်။ဒီတော့မှဝူခုံးကဆရာတော်ကိုရိုက်ခဲ့တာသူမဟုတ်ကြောင်းပြောတဲ့အခါဆရာတော်ကဒါဆိုဘယ်သူရိုက်တာလဲလို့ပြန်မေးလိုက်ပါတယ်။အဲဒီအချိန်မှာပဲနောက်ထပ်ဆုံးဝူခုံးတစ်ကောင်ရောက်လာတာကြောင့်အရင်ရောက်နေဝူခုံးကဆရာတော်ကိုရိုက်တာအဲ့ဒီမိစ္ဆာပဲလို့ပြောလိုက်ပါတယ်။ ဇာရုံနဲ့ပါကျဲတို့ဟာဝူခုံးနှစ်ယောက်ကိုကြည့်ပြီးတော့မျက်စိတွေလဲနေကြပါဘူး။ဝူခုံးနှစ်ကောင်ကလည်း"သူမတဲ့ငါမှန်တယ်ငါမှန်တယ်သူမတဲ့သူဝမိဆာငါအမှန်ငါအစ်စ်သူဝအတုနဲ့ညင်းနေကြပြန်တာပါ"ဇာရုံလည်းဝေခွဲများဖြစ်နေတာကြောင့်ဘသူကဝူခုံးအစ်စ်လေလို့မေးလိုက်ပါတယ်။ဝူခုံးတစ်ယောက်ကလည်း"သူကသာအစ်စ်ဖြစ်ကြောင်းနဲ့ဇာရုံကိုရိုက်တာအဲ့ဒီမိဆာကောင်ပဲလို့ပြောလိုက်ပါတယ်။နောက်ထပ်ဝူခုံးတစ်ယောက်ကလည်း"သူညာပြောနေတာကျွန်တော်ကသာအစ်စ်ပဲလို့ဇာရုံကိုပြန်ပြောပါတယ်။ပါကျဲကသူစစ်ဆေးကြည့်ပြစေအောင်ဆိုပြီးတော့ဝူခုံးနှာကိုကတ်သွားခဲ့ပါတယ်။ ဝူကောင်းကပါကျဲကိုမျက်အောင်ပါကျဲရိုးပြူမိဆာကိုတိုက်ခိုက်တော့အကြောင်းလို့တေချာပြန်ပြောပြပါတယ်ပါကျဲကတော့ဆရာတော်ရိုးပြူမိဆာတောင်ပြောတဲ့သူကအစ်စ်ပဲဆရာတော်လို့ပြောလိုက်တာပါအဲ့မှာနောက်ထပ်ဝူခုံးတကောင်လည်းရောက်လာပြီးတော့ခေါင်းလူရမှာပါကျဲမင်းနဲ့ကလည်းရံဖြစ်ခဲ့တဲ့အကြောင်းဆိုပြီးတော့ပါကျဲကိုခေါ်ပြီးတော့ပြောပြန်ပါတယ်ဇုံခုံးကအဲ့တုန်းက तू ကမိန်းကလေးအောင်ဆောင်ပြီးတော့ပါကျဲကဂုံဘိုးခေါ်ခဲ့ရတဲ့အကြောင်းတွေကို KC တွင်းကြပြန်ပြီးတော့ပြောပြလိုက်တာပါအဲ့တော့မှပါကျဲဟောဆရာတော်ဒီဝူခုံးကသာအစ်စ်လို့ထပ်ပြီးတော့ပြောနေပြန်ပါတယ် ဇာတော်ကတော့ပါကျဲကိုသူကလည်းမှန်နောက်တကောင်ကလည်းအမှန်ဆိုတော့မားနေတာကပါကျဲမားနေတာကပါကျဲနဲ့သူပဲဖြစ်ရလိမ့်မယ်လို့ပြောနေပါတော့တယ်ပါကျဲကတော့မဆုံးဖြတ်နိုင်တော့ပဲစိတ်ညစ်သွားပြီးတော့နှာကောင်စလုံးမိစာတွေပဲလားမသိဘူးလို့ပြောလိုက်ပါတယ်နောက်တော့ပါကျဲကိုဝူခုံးနှာကောင်ကနရွက်တယောက်တစ်ဖက်ဆွဲလိမ့်ပြီးတော့သူတို့ကမမှတ်မိဘူးလားလို့မေးနေခဲ့ပါတယ်ပါကျဲကလည်းမွေးတဲ့အမေတော်မမှတ်မိနိုင်တဲ့အနေထားမှာသူဘလုံးလုံးမှတ်မိမှာလဲလို့ပြောနေခဲ့ပါတယ်ပါကျဲကဆရာတော်ကိုဂါရာရွတ်လိုက်ဖို့အကြံပေးလိုက်တဲ့အခါ ။ဝူခုံးတို့နာကောင်လည်းလန့်ပြီးတော့ပါကျဲကိုလွတ်လိုက်ပါတယ်။ဆရာတော်ဂါရာမြို့ခင်မှာပဲဝူခုံးတစ်ယောက်ကဆရာတော်နဲ့ပါကျဲရတယ်သူတို့နှစ်ယောက်ခွဲကြမှာပေးနိုင်တော့ကြောင်းပြောလိုက်တာ။ဟေ့ရောတခြားနေရာမှာသွားပြီးတော့ခွဲကြနိုင်တဲ့သူသွားရှာမယ်လာဆိုပြီးတော့သဘောတူလိုက်ကြပြန်ပါလေ။အဲလိုနဲ့ဝူခုံးနာကောင်ကကောင်းကင်ခီးနဲ့ပြန်ထွက်သွားကြပြန်ပါလေ။အဲဒီမှာပဲစာအုပ်ချင်းရောက်လာတဲ့ခါမှာတော့ဆရာတော်ကစာအုပ်ချင်းကိုစိတ်ပူနေတာဖြစ်ကြောင်းနဲ့ဇုံကုံနှစ်မြောက်ရောက်လာပြီးတော့ကမြောက်ကချောက်တွေလာလှုပ်သွားတဲ့အကြောင်းကိုပြောပြနေပါတယ် တို့နှစ်ယောက်ကဆရာတော်ဂါရာရွတ်မှာကြောက်ပြီးတော့ထွက်ပြေးသွားတယ်လို့ပြောပြလိုက်တာပါ။ပါကျဲကနှာကောင်လုံးမိစာထင်တယ်လို့ပြောလိုက်တော့ဝူကျင်းကတို့ထဲကတယောက်ကအစ်စ်ဖြစ်တယ်လို့အာမခံပြီးတော့ပြောလိုက်ပါလေ။တယောက်ကမိစာဖြစ်ပြီးအဲ့ဒီတယောက်ကတော့ဆရာတော်ကိုရိုက်ခဲ့တဲ့မြောက်ပဲဖြစ်တယ်လို့စာဦးကျင်းကပြောလိုက်တာပါ။စာဦးကျင်းကတော့သူဟာဆုံးခုံးရဲ့ဂူနန်းတော်ကိုရောက်သွားခဲ့ပြီးတော့အဲ့ဒီဂူထဲမှာဆရာတော်ပါကျဲနဲ့သူ့ကိုယ်သူပါကိုဘွားဖြစ်နေတွေ့ခဲ့ရတယ်လို့ပြောလိုက်ပါလေ။တို့ကအနောက်ဘက်ကိုဆရာတော်ဟန်ဆောင်ပြီးတော့သွားကြဖို့ဆုံးဖြတ်ထားတဲ့အကြောင်းနဲ့ သူနဲ့တူတဲ့ကောင်ကိုသူကတတ်လိုက်တဲ့အခါအဲ့ဒါမြောက်တကောင်ဖြစ်နေတယ်လို့ပြောပြလိုက်ပါတယ်။အကျိုးအကြောင်းတွေအားလုံးသိသွားတဲ့အခါမှာတော့ဒန်ကိုရောဟာဇုံအကုန်းကိုတိတ်တဆိတ်တောင်းပန်လိုက်ပါတယ်။ဇာအုပ်ချင်းကတော့ဝူခုံးအားဆရာတို့ရိုက်တယ်ဆိုတာမဖြစ်နိုင်ကြောင်းသူပြောခဲ့ဘူးတယ်လို့ပြန်ပြီးတော့ပြောနေခဲ့ပါတယ်။တဖက်မှာဝူခုံးတို့နကောင်ကတော့ငကားတိုင်းပြည်ကိုရောက်သွားပြီးတော့ငကားမင်းကြီးကိုအတုဆစ်သွားပြီးတော့ခွဲခိုင်းနေခဲ့ပါတယ်။ငကားမင်းရဲ့ရှေ့ကိုရောက်တဲ့အခါမှာလည်းသူအတုငါးဆစ်နဲ့ဆက်ပြီးတော့ညင်းခုံနေကြပြန်ပါတယ်။ ဝူခုံးဟာပါဝါရှိလွန်းသူဖြစ်ပြီးတော့နှစ်မျိုးစလုံးကလည်းအစွမ်းထက်နေတာကြောင့်နဂါးမေးလည်းဝေခွဲမရဖြစ်နေခဲ့ပါဘူး။နဂါးမေးကနှစ်မျိုးစလုံးသေးချာကြည့်ပြီးတော့အတူစင်မကွဲကြနိုင်ပဲဖြစ်နေခဲ့ရပါတယ်။အဲ့ချိန်မှာနဂါးမေးကလည်းနည်းနည်းကစ်ထားကြောင်မူးနေခဲ့ပါတယ်။နဂါးမေးကဆုံးဝူခုံးကတယောက်တည်းနဲ့လေးကိုတောင်မှခွဲနိုင်တဲ့တော့အခုလဲဆုံးဝူခုံးတယောက်တည်းကနှစ်ကိုခွဲထားတာဖြစ်ပါပဲလို့ပြောလိုက်ပါတယ်။နောက်တော့ဝူခုံးတကောင်ကဟာအကြံရပြီလို့ပြောလိုက်နေ။နားတွေကတန်တုပ်ကိုထုတ်ကဒီရွှေတော့နဂါးမေးမှတ်မိသလားလို့မေးလိုက်ပါတယ်။ ။ဝူခုံးကနားထဲကရွှေတော့ထုတ်ပြီးတော့ကြီးအောင်လှုပ်ပြလိုက်ပါလေ။နဂါမယာကြည့်ပြီးတော့ဟာဟုတ်တယ်လို့သေချာဆေးဆေးနေစင်ပါပဲ။နောက်ထပ်ဝူခုံးတကောင်ကလည်းနားထဲကရွှေတော့ကိုထုတ်ပြီးကြီးစန်းကြီးစန်းလို့ပြောကဟူဝူခုံးနဲ့အပြိုင်သူ့ရဲ့ရွှေတော့ကိုထုတ်ပြီးတော့ကြီးစီလိုက်ပါလေ။နဂါမင်းကတော့တော်ဆန်းမှာကြော်ဆန်းရယာကူစားလို့လို့ဖာလူတာလို့လှုပ်နေပါတယ်လို့ဝူခုံးကိုပြောလိုက်ပါလေ။ဇုံခုံးလည်းပညာပြနေရရက်လိုက်ဖို့နဲ့သူ့ကိုလာပြီးတော့လှဲစားမနေတော့ဘူး။ပြင်းနေလဲကိုကကိုတန်းရှာနေလို့ပြောလိုက်တာပါ။ အိုင်မာဝူခုံးတမြောက်ကတော့ဟမ်စာနောင်တွေဖို့အချိန်မရှိကြောင်းနဲ့အတူးစင်မဆုံးဖြတ်နိုင်လဲနေခဲ့တော့လို့ပြောပြီးတော့ထွက်သွားကြပြန်ပါလိမ့်နောက်တစ်ခါမှတော့ငရဲမင်းစီရောက်သွားပြီးတော့ငရဲမယားအပြာအောင်မီးလုံးတွေကြားမှာအေးစေးနှက်နေတာပါအဲဒီချိန်မှာဂိမ်မှုကရောက်လာပြီးတော့အပြင်မှာမြောင်းနှကောင်ရောက်နေကြောင်းနဲ့သူတို့နှစ်ယောက်ငင်းခုံကခိုက်ရန်ပွားနေကြတယ်လာပြီးတော့ရှောက်တင်လိုက်ပါလိမ့်ဂိမ်မှုကပဲဆက်ပြီးတော့သူတို့ကမြောက်ပြင်စုံဝခုံးကြီးပဲနှကောင်ဖြစ်နေတယ်လို့ပြောလိုက်တာပါငရဲမင်းကတော့ဝူခုံးတကောင်လေးတော်မှတိုင်ပတ်ပြီးတော့အုံနောက်စားပြီးငါးစီမှာတောင်းညမ်းသွားတာ ဝူခုံးနှကောင်ဆိုရင်တော့ပေတော့မှာပဲအုံနောက်တွေဗျမ်းပါတာဖြစ်တော့မှာပဲလို့ညည်ညူနေပါတယ်အဲဒီအချိန်မှာပဲဝူခုံးနှကောင်ကရောက်ရှိလာပြီးတော့ငရဲမင်းရဲ့မွေးစင်းသေးစင်းမှတ်တမ်းစာအုပ်ကိုတောင်းယူပြီးတော့ကြည့်ရှုလိုက်ကြပါတယ်ဝူခုံးနှမြောက်ဟာသူကမိစားငါကဝူခုံးစေးဆိုပြီးတော့ငရဲမင်းရဲ့ရှေ့မှာတောက်လျှောက်ကိုအငင်းပွားနေကြပြန်တာပါငရဲမင်းကသူ့ရဲ့မွေးစင်းသေးစင်းမှာရှာတဲ့အခါဝူခုံးရဲ့နာမည်ကိုမတွေ့ရဘဲဖြစ်နေပါတယ်ဝူခုံးကဘသူနာမည်ဖြစ်ဖြစ်မွေးစင်းသေးစင်းစာအုပ်ထဲမှာရှိရမှာဖြစ်တယ်လို့ပြောလိုက်ပါတယ် ဇုံခုံကသူ့ကိုဒုက္ခပေးဖို့ဘလူးနဲ့ပေါင်းပြီးတော့ညာချနေတာလားလို့ငရဲမင်းကိုဆွဆွဲလိုက်ပါတယ်။ငရဲမင်းကအဲ့ဒီလိုမလုပ်ရဲပါဘူးခမားလို့ပြန်ပြောပါတယ်။နောက်တော့စာအုပ်ထဲမှာမြောက်တူရဲ့နာမည်ကိုမတွေ့ရတာကြောင့်အန်အောနေပါတော့တယ်။အမှန်မှာတော့ဇုံခုံကတခုသောနှစ်မှာငရဲပြီကိုလာမှွေပြီးမြောက်တွေအားလုံးရဲ့နာမည်ကိုဖျက်ခိုင်းထားခဲ့တာပဲဖြစ်ပါတယ်။ငရဲလက်ထောင်မင်းကဇုံခုံတို့ကိုသူ့အမှားဖြစ်ကြောင်းတောင်းပန်လိုက်ပါတယ်။နောက်တော့ငရဲလက်ထောင်မင်းကငရဲမင်းရဲ့အနောက်ကိုတိုးတိုးကပ်ပြောပြီးအကြံတစ်ခုပေးလိုက်တာပါငရဲလက်ထောင်မင်းရဲ့အကြံတိုင်း ဒီတင်းဆိုတဲ့သူကိုခေါ်ပြီးတော့စီစီဆေးဆေးခိုင်းလိုက်ပေမဲ့ဒီတင်းလည်းမဆုံးဖြတ်နိုင်ပဲဖြစ်နေရပြန်ပါလေဒီတင်းကတော့သူကအတုစစ်မဆုံးဖြတ်နိုင်ပေမဲ့ဖရားကတော့လိန်လို့မရတဲ့အကြောင်းပြောပြလိုက်ပါတော့လေငရဲမင်းကတော့တကိုးရှင်လုံးအစွမ်းထက်နေတဲ့မိစားတို့ကဖရားရဲ့အဆုံးဖြတ်ကိုယူရပါလိမ့်မယ်လို့ပြောလိုက်တာပါဖရားကအမှန်တရားကိုဖုံးကွယ်လို့မရအောင်ပြောကတရားဟောနေခဲ့ပါလေအဲဒီအချိန်မှာပဲဝူခုံးနှမြောက်လေးရောက်လာပြီးတော့ဂိမ်းဆောင်ဘုံကြီးနှစ်ပါးရဲ့တားဆီးမှုကြောင့်တိုက်ခိုက်ကြပြန်ပါလေ ဝူကုန်းတို့နှမြောက်ဟာဖုန်ကြီးနှစ်ပါးကိုကန်ထုတ်ပစ်လိုက်ပြီးတော့ဘုရားရှင်မကိုရောက်လာကြပါလေ။ဘုရားရှင်ရဲ့တရားပလင်ရှေ့ရောက်တဲ့အထိတိုက်ခိုက်နေကြသေးတဲ့ဇုံကုန်းနှမြောက်ကိုဘုရားရှင်ကတော်ကြပါတော့ကွာလို့ပြောလိုက်ပြီးတော့သူဟာအเจ้าညာအားလုံးကိုသိနေပါတယ်လို့ပြောလိုက်ပါလေ။ဇုံကုန်းတယောက်ကလည်းအကုန်လုံးသိတယ်ဆိုရင်မိစ္ဆာမြောက်ကိုဖယ်ရှားပေးပြီးတော့ဘသူအထုလဲဘသူအစ်စ်လဲဆိုတာပြောပြပေးပါလို့ဘုရားရှင်ကိုရှောက်တင်လိုက်ပါလေ။ဘုရားရှင်ကလည်းနှစ်ယောက်မှာတယောက်ကတော့အတူဖြစ်ရမယ်လို့ပြောလိုက်ပြီး၊ကိုယ်အိမ်မဲတော်ကိုဘသူကအတူလဲလို့လှမ်းမေးလိုက်ပါတယ်။ ။ဘုရားကကွာရင်ရဲ့တကူကဒီလိုအတုစိတ်ကိုတော့မှမခွဲခြားတတ်ပါလားလို့မေးလိုက်ပါတယ်။ဘုရားရှင်ကဆုံးဦးခုံးဟာမြောက်လေးမျိုးရှိတဲ့အထက်ကတကူရရှိနိုင်တဲ့မြောက်မျိုးဖြစ်တယ်လို့ပြောလိုက်ပါတယ်။ဆုံးခုံးတို့နှစ်ယောက်ကတော့ဘုရားရှင်ရဲ့တားဆီးမှုကိုဂယူမဆိုင်ပဲဆက်လက်ပြီးတော့တိုက်ခိုက်နေကြတဲ့ဂျုံနေကြစဲဖြစ်ပါတယ်။အရာအလုံးတူနေတဲ့ပြင်အစွမ်းတကူတွေကပါထပ်တူညီနေတာကြောင့်ဆုံးကုန်းတို့နှစ်မြောက်ဟာအနိုင်ရှုံးမဆုံးဖြတ်နိုင်မှာတရေပဲဖြစ်နေခဲ့ပါလေ။နောက်ဆုံးမှာတော့ဘုရားရှင်ဟာသူ့ရဲ့တပိတ်တော်ကိုပြစ်လိုက်ပြီး ဇုံကုံအတုကိုဖမ်းဆီးကတပိတ်နဲ့အုပ်ချလိုက်ပါလေဇုံကုံကဘိစာဘိနေရာရောက်သွားလေလို့မေးလိုက်တဲ့အခါဘုရားရှင်ကတပိတ်ကိုဖွင့်ပြလိုက်ပါလေဒီတော့မှတပိတ်အောက်ထဲကမြောက်တကောင်ထွက်လာတာကိုဇုံကုံလည်းတွေးလိုက်ရပါလေတပိတ်အောက်ကထွက်လာတဲ့မြောက်ကိုဘာမှမေးမြန်းမနေပဲဇုံကုံကတန်တုံနဲ့ရိုက်ချလိုက်ပါတော့တယ်တားစီးချိန်မရလောက်အမြန်ဆန်လုံးတာကြောင့်ဘုရားဟာတပ်ပေတတာကံမတကာလို့ရေရွတ်လိုက်ရပါလေဘာကြောင့်တတ်လိုက်ရလဲလို့မေးတဲ့အခါဦးခုံးကမတရားမှုကိုတုတ်တင်လိုက်တာသာဖြစ်တယ်လို့ပြန်ဖြေပါလေ ဘုရားရှင်ကဒါဆိုလဲပြီးရောလို့ပြောလိုက်ပြီးတော့ဝူခုံးကိုထန်ဆန်းဆရာတော်ကိုတေချာပြန်လဲစောင့်ရှောက်ပါလို့ပြောကာပြန်လွတ်လိုက်ပါတယ်ဝူခုံးကသူ့ကိုနင်ထုတ်တဲ့အဲ့ဒီဘုန်းကြီးစီမသွားချင်အောင်ပြောလိုက်တဲ့အခါဘုရားရှင်ကဒါဆိုဝူခုံးရဲ့အပြစ်သာဖြစ်လို့ပြန်လဲပြီးတော့သွားတောင်းပန်လိုက်ဖို့ပြောလိုက်တာပါစကားလေးတခုံးတော်မှာအစဉ်ပြေအောင်မပြောတတ်ရင်အကုသို့ဖြစ်တယ်လို့ပြောပြလိုက်ပါတယ်ဆိုဝူခုံးကလည်းသူ့ကိုအလိုမရှိတဲ့နေရာကိုသူကမသွားချင်အောင်မူနေပါတယ်ဘုရားရှင်ကကွန်ရင်မဲတော်ကိုဇုံဦးခုံးကိုပြန်ပို့ပေးဖို့တာဝန်ပေးလိုက်ပါတယ် အဲ့လိုနဲ့စုံကုံနဲ့ကွန်ဖူးစာတို့ဟာတိုင်ကိုစီးပြီးတော့ထန်ဆန်းကိုတော်စီဟာစီကိုပြန်လာခဲ့ကြပါလေ။ပါကြရတော့ဝူခုံးကိုမြင်တဲ့အခါအစာရေရေလိုက်ရှာတဲ့အလုတ်ကလွတ်မြောက်ပြီးဖြေချောင်းတွေးကဝမ်းသာနေပါတော့တယ်။ဆရာတော်ကတော့ကွန်မေတော်ကိုဂါရဝပြုလိုက်ပါလေ။ကွန်မေတော်ကဆရာတော်ကိုရိုက်ပုတ်ခဲ့တာစုံကုံအစ်စ်မဟုတ်ပဲမိစာမြောက်ကစုံကုံဟန်ဆောင်ခဲ့တာဖြေချောင်းရှင်းပြပြီးတော့ဝူခုံးကိုပြန်လည်လက်ခံဖို့ဖြောင်းပြခဲ့ပါလေ။ခုချိန်မှာအဲ့ဒီမိစာကိုဝူခုံးကတတ်လိုက်ပြီးဖြေချောင်းပြောပြပါလေ။ ဆရာတော်ကတော့တတ်လိုက်တယ်ဆိုရဲအတန်ကြတာနဲ့ဖျားရည်လို့တန်းတားလိုက်တာပါ။ဝူခေါင်းကဆရာတော်ထန်ဆန်းပေါ်မှာချစ်ခင်ကြီးညိုလေးစားနေသလိုရန်ပောင်းကဒီလည်းကာကွယ်ပေးခဲ့ကြောင်းကိုပြောပြပါတယ်။နောက်တစ်ခါအခုလိုမှားရင်ဆုံးဖြတ်ခဲ့ရင်အเจ้าမလာနိုင်ကြောင်းလည်းသတိပေးလိုက်ပါတယ်။ဆရာတော်ထန်ဆန်းလည်းမှားပါတယ်မေတော်ရဲလို့ကွယ်မေတော်ကိုတောင်းပန်လိုက်တာပါ။ဇုံကုံနဲ့ဆက်ဆိုင်ကိုတေးချာထိမ့်သိမ့်မှုနဲ့အနောက်ရက်ကိုရောက်ဖို့ကလည်းအဝေးကြီးလိုသိန်းကြောင်းကိုပြောပြလိုက်ပါတယ်။လန်ခီတချောင်းမှာဇုံကုံရဲ့အကာအကွယ်ကလည်းလိုအပ်သေးကြောင်းပြောပြလိုက်တာပါ။ ကွယ်မဲတော်ကဆရာတော်ကိုစောင့်ရှောက်ဖို့ဝူခုံးကိုမှာကြားခဲ့ပါလေ။နောက်တော့ဆရာတော်ကဇုံဝူခုံးလိုခေါ်လိုက်ပြီးတော့သူ့ရဲ့အမားတို့ကဝူခုံးကိုတောင်းပန်လိုက်တာပါ။ဝူခုံးကလည်းစီဗော်လိုခေါ်လိုက်ပြီးတော့အမြန်ပြေးဖားလိုက်ကြပါလေ။ပါကျဲကတော့အစာရည်ရည်ရှားတဲ့အလုတ်ကလွတ်ပြီးဆိုတော့ပီတိတွေဖြားကအီးကြီးတွေပါမဟုတ်ပါဘူးမျက်ရည်တွေကျနေပါလေ။စောင့်ချင်းကပါကျဲကိုဘာလို့ငိုနေရလဲလို့မေးလိုက်တဲ့အခါဝူခုံးပြန်လာတာကြောင့်ပါကျဲကပျော်လို့ငိုတာဖြစ်ကြောင်းပြောပြလိုက်ပါလေ။ ောက်တစ်ခါမှတော့ရောင်စုံဝေစားနေတဲ့ကောင်မလေးတွေဟာဥယျာဉ်ထဲမှာကခုန်နေခဲ့ကြပါလားမကြခင်မှာပဲကောင်မလေးတယောက်ကပြန်လာပြီးတော့မင်းသမီးကိုသတင်းပို့လိုက်ပါတယ်အပြင်ကပြန်လာတဲ့ကောင်မလေးကတော့ထန်ဆန်းတဲ့သူ့တပည့်တွေဟာချိန်သေးကလောက်တောင်ကြားကိုရောက်လာတော့မှဖြစ်တယ်လို့ပြောပြလိုက်ပါတယ်နောက်တစ်ခါမှတော့ခေါင်းဆောင်ဖြစ်တဲ့ချိန်သေးမိစာဟာဘုံကြီးတစ်ပါးဟာလို့စကားကိုအစကြီးလိုက်ပါတယ်ဘေးနာရက်နေတဲ့စေမိစာကအရှိတ်ထန်နိုင်ငံလာတဲ့ဘုံကြီးတစ်ပါးလို့တိုးတိုးကပ်ပြောပါတယ်အဲဒီတော့မှခေါင်းဆောင်က အရှိဘထန်နိုင်ငံကလာတဲ့ဘုံတော်ကြီးထန်ဆန်းဟာဒီတောင်သားကိုရောက်လာပြီလို့စပြီးတော့ပြောလိုက်ပါတယ်။ဒါကြောင့်မလို့ထန်ဆန်းကိုဖြန့်ချက်ရှာဖွေပြီးတော့တွေ့တာနဲ့ချက်ချင်းပဲသတင်းပို့ဖို့အမိန်ပေးလိုက်ပါတယ်။စေမိတ်စာတော့ထန်ဆန်းကိုတွေ့တဲ့သူကိုစူးချမယ်လို့ပြောနေခဲ့ပါတယ်။တောင်ဘက်နဲ့အနောက်ဘက်ဝင်ပေါက်တွေကိုလည်းသတိနဲ့စောင့်ကြည့်ဖို့အမိန်ပေးလိုက်ပါတယ်။နောက်တော့စေနဲ့ချင်းသေးကသူ့လူတွေအားလုံးကိုတစိမ့်နဲ့အမှတ်သားတွေကိုထုတ်ပေးပါတယ်။စေမိတ်စာကတော့သူတို့ထဲကဇုံဦးခုံးဆိုတဲ့သူဟာ ချိန်သိငှက်တစ်ပင်ဆိုပြီးတော့ပုံစံ80ကျော်ပြောင်းနိုင်တာကြောင့်အထူးသတိထားဖို့တပည့်တွေကိုပြောနေခဲ့ပါတယ်။အားလုံးတွေကမှုန်တိုင်းလေးဆိုရဲခေါင်းဆောင်ကလက်အောက်ချင်းသေးအားလုံးကိုဥဆောင်ပြီးတော့ထန်ဆန်းရှားပုံတော်ဖွင့်ခဲ့ကြပါတော့လေ။ဓမ္မမဝူခုံးတို့ဖွဲ့ကတောင်ဝုံးတစ်ခုပေါ်တက်လာခဲ့ကြပြီးတော့တောင်တန်းတစ်ခုတွေ့တဲ့အခါဝူခုံးကတောင်ရှိရင်လမ်းရှိရမယ်လို့ပြောပါတယ်။ကျွန်တော်ပိုင်းရွာတရွာတော့ရောက်မှာပါလို့ပြောပြီးတော့တွားကြရအောင်လို့အော်ရန်ကိုတေးချာချာထိန်းခဲ့လို့ဝူခုံးကမှားလိုက်ပါတယ်။လမ်းကူလက်တနေရာရောက်မှာတော့ကောင်မာလေးချောချောလေးတယောက်ကိုတွေ့တဲ့အခါ ။ဘာသေးကဆရာတို့လက်ကုပ်ပြီးတော့ပြပါတယ်။ဦးခေါင်းကတော့ဒီတော့ဒီတောင်ဒီနေရာမိစာပေါ်တယ်လို့နိုင်မယ်ကြီးတာကြောင့်သတိထားမှာဖြစ်တယ်လို့ပြောလိုက်ပါတယ်။နောက်တော့မှတေချောင်သူတစ်ချက်သွားပြီးတော့ကြီးတင်တယ်ဆိုပြီးတော့ပြောပါတယ်။ဆရာတော်ကတော့ဘာသေးကရုပ်ဆိုးတယ်။ကောင်မလေးကလန့်ပြီးတော့ထွက်ပြေးနိုင်တယ်လို့ပြောကဦးခေါင်းကိုပဲသွားကြည့်စေလိုက်ပါတယ်။အဲကောင်မလေးကဆရာတော်ထန်ဆန်းတို့သွားနေရဘက်ကိုဆက်မသွားဘူးလန့်ပြီးတော့អော်ပါတယ်။ဆရာတော်ကကောင်မလေးဘာတွေပြောနေရလဲဆိုပြီးတော့ဦးခုံးကိုမေးလိုက်ပါတယ်။ကောင်မလေးကအဲ့ဒီဘက်မှာမိစ္ဆာတွေရှိပြီးတော့ သူတို့နယ်ထဲကဖြတ်သွားတဲ့သူမှန်သမျှကိုဖမ်းဆားပစ်တယ်လို့ပြောပြပါတယ်။ဟူခွန်ကကောင်မလေးကိုတွေ့တဲ့အခါသူတို့ကဘလို့ဘလူးမျိုးတွေလဲဆိုတာကိုပြောပြဖို့တောင်းဆိုလိုက်ပါတယ်။အခြေအနေမကောင်းရင်သူတို့ကိုတတ်ပြီးတော့ခီးဆက်တင်ဆက်ရမယ်လို့ဟူခွန်ကပြောလိုက်တာပါ။ကောင်မလေးကဟူခွန်ကိုဖုန်းကြီးရုပ်ဆိုးလို့ခေါ်ပြီးတော့တော်တော်ရေရေရတဲ့ဖုန်းကြီးပဲလို့ပြောပါတယ်။ကောင်မလေးကပဲဆက်ပြီးတော့သူတို့ကတကယ်ကိုအစွမ်းထက်တာကြောင့်အလွယ်တကူတတ်ဖို့တော့မလွယ်ကြောင်းပြောလိုက်တာပါ။သူတို့ကိုဘလို့တတ်မှလဲလို့မေးတဲ့အခါဟူခွန်ကကောင်မလေးကိုအဲ့ဒီမိစ္ဆာနဲ့အမျိုးတော်နေလို့ ဒီလိုတွေဘက်လိုက်ပြောနေရလားလို့မေးပါတယ်။ကောင်မလေးကဇုံခုံတို့ကိုစိုးရင်လို့ပြောနေတာဖြစ်ကြောင်းနဲ့ဘလို့အစွမ်းရှိလို့သူတို့ကိုတတ်နိုင်မှာလဲလို့မေးလိုက်ပါတယ်။ဦးခုံကလည်းသူတို့ရဲ့အစွမ်းတွေကိုသူ့ကိုနည်းနည်းပြောပြလို့ပြောပါတယ်။ကောင်မလေးကသူတို့ဟာတောင်တွေထဲမှာဝင်ပုန်းနိုင်ပြီးတော့ပင်လဲကနဂါးတွေနဲ့လည်းမိတ်ဆွေတွေဖြစ်ကြတယ်လို့ပြောလိုက်ပါတယ်။ဦးခုံကတော့သူလာတာသိရင်အဲ့မိတ်ဆာတွေကကြောက်နေရမှာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။ကောင်မလေးကလာကြွားမနေပါနဲ့လို့ပြောတဲ့အခါဦးခုံက"သူဟာဟေဝန်မြိုင်တော်ရဲ့ပန်းမန်တောင်ကလာခဲ့တာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်" သူဟာနေရာတိုင်းကိုသွားနိုင်ပြီးတော့မိစ္ဆာတွေအားကိုးတဲ့ရှီကတော့သူ့ကိုရှေ့ခိုးရတယ်လို့ပြောပြလိုက်တာပါ။မြေဆောင်ဘလူးကလည်းသူ့ကိုကြောက်ရတယ်လို့ပြောပြလိုက်ပါတယ်။ကောင်မလေးကတော့ယုံကြည်မနေပဲမိကရွက်ကနဲ့ငကြွားကြီးပါလို့သုံးခုံကိုပြောလိုက်ပါတော့တယ်။ခြေလေးမိစ္ဆာမုံတိုင်းလေးကသူ့လူနဲ့အတူထွက်လာပြီးတော့ဒဏ္ဍာရီရောက်မှာတော့လူစုခွဲကထန်ဆန်းရှာမုံတော်ဖွင့်နေကြပါတယ်။အမဘူခုံကဆရာတော်စီပြန်အောင်လာပြီးတော့ဒီတောင်မှာတကယ်မိစ္ဆာတွေရှိနေရပဲလို့ပြောပြလိုက်ပါတယ်။ဆရာတော်ကဒီတောင်ဘယ်လိုခေါ်လဲလို့မေးတဲ့အခါဘူခုံက ောင်းနမယ်တော့မမေးခဲ့ရအောင်ပြောပြလိုက်ပါလေ။ပါကြတော့ဘဲဦးသွားကြီးဘာတွေလုပ်နေလို့ဒါတော့မမေးခဲ့တာလေလို့မကျေနပ်တဲ့မျက်နှာနဲ့ဝူခုံးကိုအပြစ်တင်နေခဲ့တာပါ။စောက်ချင်းကပါကျဲလောက်ဝူခုံးကအသုံးမချတော့ပြောကပါကျဲကသွားပြီးတော့စုံစမ်းကျင်နေတာဖြစ်ရမယ်လို့ကြက်လိုက်ပါလေ။ဆရာတော်ကပြောပြီးတော့ကဲပါကျဲကတကယ်လို့မေးကြည့်ချင်တယ်ဆိုရင်သွားပြီးတော့မေးကြည့်လေလို့ခွင့်ပေးလိုက်ပါလေ။ပါကျဲကတော့နှာခါမပြောပါဘဲသူ့ရဲ့ကိုယ်လုံးကြီးနဲ့ဝီကရဲမီအောင်ထားပြီးတော့ပြေးသွားခဲ့တာပါ။ ။ဘာကျဲအကောင်မလေးကိုတွေးတဲ့အခါတွေးရတာဝမ်းသာကြောင်စပြီးတော့မိတ်ဆက်လိုက်ပါလေ။ဘာကျဲအကောင်မလေးကိုဘယ်ကလာလဲလို့မေးလိုက်ပြီးသူကဒန်ဆန်းကိုရောရဲ့တပည့်ဖြစ်ကြောင်ပြောပြလိုက်ပါလေ။ကောင်မလေးကဘာကျဲကိုဟိုနှစ်ယောက်ထက်သဘောကောင်းပြီးတော့ချောလဲချောတယ်လို့ပြောလိုက်ပါလေ။အမွေးထူထူနဲ့ဖုန်းကြီးကတော့သူ့ကိုလွတ်ပြီးတော့ကြွားသွားတယ်လို့ပြောလိုက်ပါလေ။ဘာကျဲကအဲ့ဒါသူ့ကိုကြီးဖြစ်ကြောင်ပြောပြလိုက်ပါလေ။စရာသူ့ကိုမေးခိုင်းတာဘာမှရေးရမမေးလာတာကြောင့်အခုသူ့ကိုထပ်ပြီးတော့အားကိုးကစုံစမ်းခိုင်းလိုက်တာဖြစ်ကြောင်းပြောလိုက်သေးတာပါ ဒီလိုနဲ့ဘာကျဲကအသက်ဘလောက်မှလက်ထပ်မယ်လို့စိတ်ကူးလဲလို့ကောင်မလေးကိုသွားမေးလိုက်ပါတယ်။ကောင်မလေးကတော့ဘာကြောင့်အဲ့ဒါသိချင်တာလဲလို့ပြန်မေးလိုက်တာပါ။နောက်တော့ကောင်မလေးကမလိုလားနဲ့ထားသွားတော့မှဒီတောင်နဲ့ဒီတောင်ကြားကိုဘလို့ခေါ်သလဲမိစားတွေကဘလောက်ထိကြောက်စရာကောင်းလဲအနောက်ဘက်ကိုသွားချင်းဘယ်လမ်းကြောင်းသွားမှလဲလို့ဇက်တိုက်တွေလိုက်ပြီးတော့မေးနေပါတယ်။အဲ့တော့ဒီနေရာမိုင်၈၀ရှေးလျားတဲ့တောင်ကြားလမ်းတစ်ခုဖြစ်ပြီးတော့ချင်းသေးကလောက်ကူလို့ခေါ်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ရှင်နာမိုင်၄၀လောက်မှာချင်းသေးကလောက်ကူရှိတယ်လို့ပြောပြလာပါတယ်။ ဒီမှာဘလူးကရုံ၃កောင်ရှိတယ်လို့ပြောတဲ့အခါပါကျဲက၃កောင်တော့လားလို့ပြန်မေးတာကြောင့်កောင်မလေးကကြောက်နေပြီလားလို့ပြောလိုက်ပါတယ်။ပါကျဲကအဲ့လောက်ကတော့ဘာမှကြောက်စရာမရှိကြောင်းနဲ့သူ့ကိုဆုံးကုန်းရဲ့ရွှေဒုတ်စာမိသွားမှာပေါ့လို့ပြောလိုက်ပါတယ်။သူကလည်းချမှာစာအုပ်ချင်းဆိုရဲညီမလည်းထွန်ကြည်ကြီးရှိသေးတယ်လို့ပြောပြလိုက်ပါတယ်။កောင်မလေးကနောက်ထပ်ငကြွားအယူတယောက်လာပြန်ပြီလို့ရေရော့လိုက်ပါတယ်။កောင်မလေးကအဲ့ဒီမိစ္ဆာတွေကပါဝါကြီးပြီးတော့အရက်လေးမျက်နှာမှလည်းတပေတပန်းနေအများကြီးရှိသေးတယ်လို့ပြောပြလိုက်တာပါ။ သူတို့မိစားဖွဲ့ကလူပေါင်း4000ကျော်လောက်ရှိပြီးတော့လာတဲ့သူမှန်သမျှကိုလည်းဝေပုံကြနဲ့အလဲကျစားတောက်တက်ကြတယ်လို့ပြောပြလိုက်ပါတယ်။အားလုံးမေးမြန်းဆက်ဆူပြီးတဲ့အခါမှာပါကျဲကကြောက်လန့်တကြားနဲ့ပြန်ပြီးတော့ပြေးသွားခဲ့ပါတယ်။ဆရာတော်ကပြန်မလာသေးပဲကြာနေတဲ့ပါကျဲကိုစိတ်ပူနေခဲ့ပါတယ်။နေရာမှာတော့ပါကျဲကရှူးထိုင်ပေါက်နေရဝူခုံးကတွေးလိုက်ရပါတယ်။ဝူခုံးကရှူးထိုင်ပေါက်နေတဲ့ပါကျဲကိုမမြင်ဟန်ဆောင်ပြီးတော့အော်ခေခေါင်းနဲ့ပါကျဲအနားရောက်သွားခဲ့တာပါ။ပါကျဲကိုမိတဲ့အခါသူကရှူးပေါက်နေတာလို့ပြောတာကြောင့် ။ဝူကုန်းကကြောက်သေးပါနေရလားလို့မေးလိုက်ပါတယ်။ဘာကြတော့ဝူကုန်းအခြေအနေမကောင်းလို့ပြန်လဲကြအောင်လူကြီးပဲပြောနေခဲ့တာပါ။ပါကြဲကကောင်မလေးပြောလိုက်တဲ့များတွေကိုပြန်ပြောပြိုင်နေအလုံးကိုပဲထိတ်လန့်ကြောက်ရွံ့နေပါလေဆရာတော်ကလည်းပါကြဲပြောပြပုံရဆိုရင်အချိန်လေးကအရန်ကိုစိုးနိုင်တာကြောင့်ဘယ်လိုလုပ်ကြမလဲလို့ဦးခေါင်းကိုမေးလိုက်ပါလေဦးခေါင်းကတော့ဆရာတော်ကိုစိတ်ပူမနေဘူးနဲ့ပြီးတော့လည်းပြီးသွားမှာပါပဲလို့ပဲအားပေးလိုက်ပါလေပါကြဲကလည်းမိမချောလေးကညာပါမလားဆိုပြီးတော့ မိစာ၄000ကျော်နဲ့အထူးစပယ်ရှယ်လေးဘလူးကရုံ၃ကောင်ကဒူး၃လုံးထောင်ကထိုင်ဆောင်နေတယ်လို့ပြောလိုက်ပါတယ်။တောင်ကြားလန်းကလည်းမိုင်၈၀ကျော်လောက်ရှည်လျားပြီးတော့အကြာကြီးဖျက်သန်းမှာဖြစ်တယ်လို့ပါကျဲကပြောနေခဲ့တာပါ။ပါကျဲကဝူခုံးကိုကောင်မလေးကဒါတွေမပြောလိုက်ဘူးလားလို့မေးပါတယ်။အမှန်မှန်တော့ကောင်မလေးပြောပြကြကြဝူခုံးကလည်းဒီเจ้าနေကိုတီးပြီးသားဖြစ်ပြီးတော့ဇာတော်နဲ့တခြားသူတွေလန့်မှာစိုးရင်သာကြောင်းတာပြန်ပြီးတော့မပြောပြခဲ့ခြင်းဖြစ်ပါတယ်။အခုတော့ပါကျဲကကြားလာသမျှအကုန်လုံးဟုံမန်းမသိမဟုံမန်းမသိရှောက်ပြီးတော့ပြောလိုက်တာကြောင့် ဆရာတော်ဟာဆရောလူပါဖင်ထိုင်ရဲ့ကြာသွားရပါလိမ့်ဆရာတော်ကိုအရေးလိုကြည့်နေဝူခုံးကဆရာတော်ထန်ဆန်းအနောက်အမြန်ပြေးလာပြီးတော့ဒီမိစ္ဆာလေးတွေလောက်အတွက်နဲ့စိတ်ပူမနေဘူးနဲ့နေတစ်ဝက်လောက်ရှင်းလိုက်ရင်လည်းအားလုံးရှင်းသွားမှာဖြစ်တယ်လို့ပြောလိုက်ပါလိမ့်ပါကျဲအမအမြန်ဝင်လာပြီးတော့အကိုကြီးပြောမကြည့်ဘူးနဲ့မိစ္ဆာနည်းနည်းလေးမှုန့်ချောင်းပြန်လှည့်ကြဖို့ပဲပြောနေခဲ့ပါလိမ့်ဝူခုံးကသူ့ရဲ့ရွှေတုပ်ဟာမိုင်90ဒီရှီအောင်ဆန့်လို့ရပြီးတော့တချက်မှုေ့လိုက်တာနဲ့မိစ္ဆာတထောင်လောက်သေးသွားနိုင်တယ်လို့ဆရာတော်ကအားပေးပြီးပြောလိုက်ပါလိမ့် ဘာကြဲရတော့ဥခုံးပြောတာကိုမယုံဘူးဆရာတော်သွားပြောနေပြီကောင်မလေးရှိတဲ့နေရာကိုနောက်တစ်ခေါက်ပြန်သွားခဲ့ပါလေဒါမဲ့ကောင်မလေးကအဲ့နေရာမှာမရှိတော့ဘဲနဲ့ပျောက်ဆုံးသွားခဲ့ပါလေနောက်တစ်ခါမှာတော့ချင်းသိမိတ်စာမုံတိုင်းလေးဟာတချင်းကြော်ကြော်နဲ့ကင်းလဲလို့လာနေပါလေသူရဲ့တချင်းထဲမှာတော့ကင်းလဲနေတဲ့မိတ်စာတောင်ကိုစောင့်ကြံနေတာလို့ဇုံနေခဲ့ပါလေဘာကြဲရဆရာတော်ရှိအောင်ကိုပြန်အောင်လာပြီးတော့စောင့်ချင်းကကောင်မလေးရောလို့မေးတဲ့အခါပျောက်သွားပြီလို့ဘာကြဲကပြန်ဖြေလိုက်ပါလေဥခုံးကတော့သူတို့လိုယောက်ျားချင်းမကြီးတွေတွတ်တောင်ခတ်ခဲတဲ့ဒီလိုနေရာမှာ ဒီလိုနူးနေနေကောင်မလေးကဘာလုံးနေရလဲလို့စဉ်းစားနေခဲ့ပါတယ်။ဘာကျဲကကောင်မလေးကိုမတွေ့တော့ကြောင်းပြောလိုက်တဲ့အခါစာအုပ်ချင်းကကောင်မလေးကမိစာဘက်ကဖြစ်နိုင်ပြီးတော့သူတို့စီကိုခြောက်လှမ်းမှုရောက်လာတာဖြစ်ရမယ်လို့ဦးချင်းတို့ကမှတ်ချက်ချနေခဲ့ပါတယ်။အမြဲတမ်းအကောင်းမြေဝါဒီသမားဆရာတော်ထန်ဆန်းကတော့သူတို့ကိုအန္တရာယ်ရှိမှာဆိုလို့လာပြီးတော့တတိပေးတာသာဖြစ်နိုင်ကြောင်းကိုပြောပြပါတယ်။ဦးခွားတော့အယိုးပြုမိစာမမိန်းကလေးအောင်ဆောင်ပြီးတော့နောက်ဆက်တာကိုမမှတ်မိတော့တာလားလို့ဇုံဦးခုံးကမေးလိုက်ပါတယ်။ ။ဆရာတော်ကဒါဆိုရင်ဘလို့လောက်ကြမလဲလို့မေးတဲ့အခါဝူခွန်ကစိတ်မပူနဲ့လို့ပြောလိုက်ပြီးဘာကျင်းနဲ့စားအုပ်ချင်းကဆရာတော်ကိုတေချာဆောင်ချဖို့ပြောကထွက်သွားခဲ့ပါလိမ့်။ဆရာတော်ကဝူခွန်ဘယ်သွားမလို့လဲလို့မေးတဲ့အခါမိစားတကောင်လုံးသွားဖမ်းပြီးတော့တေချာမေးရမယ်လို့ပြောကထွက်သွားခဲ့ပါတော့လိမ့်။စိမိစာနဲ့ချင်းသိမိစာတို့ရဲ့စကမ်းမှာတော့မိစာတွေဟာတောက်စားပျော်ပါနေကြတာပါမိစာတကောင်ကအဖိုးတန်ဖန်ပလင်းတလုံးကိုယူလာပြီးတော့ချင်းသိမိစာစီကိုအံ့နံလိုက်ပါလေ ဖန်မလင်းသေးသေးလေးကိုပေမမန်းနဲ့တင်လာကြတာကြောင့်ဒါလေးကိုပေမန်းနေတာလားလို့ဂျင်းသိမ့်မိတ်စာကမေးလိုက်ပါလေဂျင်းသိမ့်မိတ်စာပလင်းကိုမကြည့်မှအမှန်တကယ်လေးချောင်းကိုသိလိုက်ရပါတော့တယ်ဂျင်းမိတ်စာကတော့အကိုတယောက်ရဲ့ပြောပြချက်ရဒီဖန်ပန်းဟွာဆုံးခုံကိုဖန်လို့ရတယ်လို့သိရကြအောင်ပြောပြလိုက်ပါတယ်ဒေါ်ရင်းတနေရာမှာတော့မိတ်စာမုံတိုင်းလေးကတရွရွနဲ့ကင်းလှဲ့လာနေခဲ့တာပါဇုံခုံကလည်းအဲ့နေရာကိုရောက်လာခဲ့ပါတယ်ဦးခေါင်းကမုံတိုင်းလေးနဲ့ချွတ်ချွတ်တူအောင်သူ့ကိုယ်သူဖန်အစင်းပြောင်းလဲလိုက်ပါတယ် ဝူခုံးမုံတိုင်းလေးကတွေးတဲ့အခါဘယ်ကလာတာလဲလို့သွားပြီးတော့မေးပါတယ်။မုံတိုင်းလေးကလည်းမြင်မှုသလိုပဲဆိုပြီးတော့သူ့ရုပ်သူပြန်ကြည့်နေတာပါ။ဇုံခုံးကတော့ကိုယ့်မျိုးကိုမမှန်မိဘူးလားဆိုပြီးတော့မေးနေခဲ့ပါတယ်။မုံတိုင်းလေးကလည်းသူ့မှာတကားမှာပဲမျိုးမှာတယောက်မှာမရှိဘူးလို့ပြန်ဖြေပါတယ်။ဝူခုံးကဘာလို့နေရလဲလို့မေးတဲ့အခါ "तू ဟာတောင်ဆောင်တယောက်ဖြစ်တယ်"လို့ဝူခုံးကပြောလိုက်ပါတယ်။ဇုံခုံးက "तू ဟာအလုတ်ကျိုးသားတာကြောင့်ခေါင်းဆောင်ကြီးကယာတူးတိုးပေးထားတာ"လို့ပြောပြနေပါတယ်။မေယောင်ခေါင်းဆောင်ကြီးကိုသွားမေးကြည့်လိုက်လို့ပြောလိုက်ပါတယ်။ဒီတော့မှမုံတိုင်းလေးဟာ ID ပါသလားလို့မေးလိုက်ပါတယ်။ဇုံကုံကမုံတိုင်းလေးကိုမေးမအောင် ID ပါသလားဆိုတာအရင်ပြဖို့ပြောလိုက်ပါတယ်။မုံတိုင်းလေးကသူ့ ID ကတ်ကိုပြလိုက်တဲ့အခါဇုံကုံကတကိုးနဲ့မိတူဖမ်းကူထားလိုက်ပါတယ်။ဇုံကုံကမုံတိုင်းလေးကိုကတ်ထုတ်ပြလိုက်တဲ့အခါမုံတိုင်းလေးဆိုရင်နာမည်ပါတူနေတာကိုတွေးလိုက်ရပါတော့တယ်။မုံတိုင်းလေးကလည်းသူ့နာမည်ကလည်းမုံတိုင်းလေးပဲလို့ပြောတဲ့အခါသူကနောက် မုံတိုင်းအစ်စ်တယောက်ဖြစ်တယ်လို့တကယ်မုံတိုင်းလေးအစ်စ်ကိုပြန်ပြောလိုက်ပါလေ။ဇုံခုံကသူကယာရူးပိုကြီးတဲ့မုံတိုင်းလေးဖြစ်ကြောင်းပြောလိုက်ပြီ တောင်ကမှုတစ်ခုပေါ်ကနေမိစာမုံတိုင်းအောင်စကားပြောနေခဲ့တာပါ။ဝူခုံမုံတိုင်းလေးကသူ့ကိုဘလို့ရိုသေးပေးပြီးတော့အတိမတ်ပြူမာလေးလို့မေးပါတယ်။ဝူခုံမုံတိုင်းလေးကသူ့ကိုနောက်လိုက်ငါးယောက်ပေးပြီးတော့ဂါရဝပြူရမယ်လို့မိစာမုံတိုင်းကိုပြောနေခဲ့ပါတယ်။မိစာမုံတိုင်းလေးကတော့ခဏဆောင်ပေးဖို့နဲ့ခဏနေသွားခေါ်ပေးမယ်လို့ပြောလိုက်တာပါ။ဇုံးမုံတိုင်းကတော့အတူတူသွားကြမယ်လေးလို့ပြောလိုက်ပါတယ်။နောက်တော့နှစ်ယောက်သားအတူတူလဲမင်းဖက်ပြီးတော့ထွက်သွားကြပါတော့တယ်။ဆရာတော်ကဒီဘက်မှာပါကျဲတဲ့စာအုပ်ကျွန်းတွေနဲ့အတူတူဝူခုံကိုထိုင်ဆောင်နေခဲ့ပါတယ်။ ။စောင်းချင်းကရေတစ်ခွက်ခတ်လာပြီးတော့ဆရာတော်ကိုတိုက်လိုက်ပါလေ။ဆရာတော်ကဒီအချိန်ထိဘာကြောင့်ဝူခွန်းကပြန်မလာသေးတာလဲဆိုပြီးတော့စိတ်ပူနေခဲ့တာပါ။ဘာကျဲတော့ဝူခွန်းကမိစားနဲ့တွေ့နေရဖြစ်ရမယ်လို့ပြောလိုက်ပါလေ။စောင်းချင်းကလည်းဝူခွန်းကပြန်လာမှာဖြစ်တာကြောင့်ဆရာတော်ရဲ့စိတ်ပူမနေပါနဲ့လို့ပြောလိုက်ပါလေ။အဲဒီအချိန်မှာပဲသူတို့ကိုပုံပြီးတော့ချောင်းနေတဲ့ကောင်မလေးကထွက်လာခဲ့ပါလေ။စောင်းကြီးကကောင်မလေးကိုဘယ်ရလာလဲဆိုတာသိတယ်နော်လို့ပြောလိုက်တာပါအဲအချိန်မှာပဲပါကျဲကအမြန်ပြေးလာပြီးတော့စိုးစိုးကတွေးလိုက်တာပဲဘယ်ရလာလာလဲသိတာပေါ့လို့ဝင်ပြောပါတော့တယ် ဆရာတော်စောစောအတွေးခဲ့တဲ့မိန်းကလေးဖြစ်ကြောင်းလဲမိတ်ဆက်ပေးလိုက်တာပါမိန်းကလေးကတော့သူခူးလာတဲ့တည်သည်တွေကိုဆရာတော်ကိုဆက်ကလူတန်းလိုက်ပါဘာကျင်းနဲ့ဆရာတော်ကဆွဲကြမယ်တကယ်ကဲလုံနေတာကြောင့်စာအုပ်ချင်းကအယိုးယူမိတ်ဆာမားရဲ့ကိစ္စကိုနမူနာယူဖို့တတိပေးပြီးတားလိုက်ရပါတယ်စာအုပ်ချင်းကပဲဆက်ပြီးတော့အဲ့တုန်းကလည်းမမှတ်မိဘူးလားအယိုးယူမိတ်ဆာမားစားစရာတွေနဲ့ပဲရောက်လာခဲ့တာဖြစ်တယ်လေလို့ထပ်ပြီးတော့တတိပေးခဲ့ပါတယ်မိတ်ဆာမုံတိုင်းကတော့တစ်ဖက်မှာဆုံးခုံမုံတိုင်းကိုသူ့ရဲ့စစ်တပ်စီကိုခေါ်ဆောင်သွားခဲ့တာပါ ဇုံခုံကကောင်းကင်ဘုံကပြန်ဝဲပြီးတော့ဗျံပထာနဲ့အိတ်နေကြတယ်မိစာမုံတိုင်းရဲ့တပည့်တွေကိုအမြန်ထားကြဖို့နှိုးလိုက်ပါတယ်မိစာမုံတိုင်းကလည်းအားလုံးထားကြဟေးရိုသေပေးကြဒါနောက်ထပ်ယာတူးတိုးနဲ့ပြောင်းလာတဲ့အဖွဲခေါင်းဆောင်ပဲလို့မိစာပေးလိုက်ပါတယ်ဇုံခုံမုံတိုင်းကဘာကြောင့်ဒီလိုလာပြီးတော့ဒီနေရာမှာဘာလုပ်နေကြလဲလို့မေးလိုက်တော့တယောက်မှမသိကြပဲဖြစ်နေပါတယ်ဒီတော့မှပဲဇုံခုံမုံတိုင်းကသူတို့ဟာထန်ဆန်းကိုရောရဲ့အသားအတွက်ထန်ဆန်းကိုဖမ်းဖို့ထွက်လာကြတာဖြစ်တယ်လို့ပြောပြလိုက်ပါတယ် ထန်ဆန်းတပည့်တွေကဆုံးခုံးဟာမုံတိုင်းကိုင်းသားဟန်ဆောင်ပြီးတော့တန်ဆူမလုံးနိုင်အောင်ကာကွယ်ကြဖို့ဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။ဒါတောင်မလို့သူဟာဒီနေရာမှာခေါင်းဆောင်ဗိုလ်ချုပ်ဖြစ်နေဗရင်အမိန့်နဲ့ရောက်နေတာဖြစ်တယ်လို့ပြောပါတယ်။နောက်တော့ဆုံးခုံးကတယောက်ချင်းစီကဟန်ဆောင်ထားတာရှိလားဆိုတာစစ်ဆေးရမယ်လို့ပြောလိုက်ပြီးနောက်လိုက်အားလုံးရဲ့မျက်နှာတွေကိုတယောက်ချင်းစစ်စစ်လိုက်ကြည့်ကစစ်ဆေးနေရင်းနေပဲဒီပိုင်းနေရာဒီနေရာမှာခဏပြီးဆုံးသွားပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါဆိုဒီနေ့အတွက်တင်ဆက်မှုကတလောက်ပါပဲခင်ဗျနောက်နေ့မှာအပိုင်းဆက်တွေဆက်ပြီးတော့လာပါဦးမယ် channel subscribe လုပ်ပြီးနောက်အကောင့်လုံးနှိပ်ပြီးတော့စောင့်ကြည့်နိုင်ကြောင်းပါရုပ်ရှင်ကားတွေအစားဆုံးပြန်ကြည့်နေတယ်ဆိုရင် Telegram channel ကို join ထားလို့ရပါတယ်ဒီနေ့မှာအစားဆုံး live ပါတိစုအားပေးခဲ့တယ်ချိန်ပေးခဲ့ကြတဲ့မြောက်ချီသူပေါင်းသူတော်ကောင်းလို့တယောက်ချင်းစီတိုင်းကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျကျွန်တော်အန်ခင်မူပါ